ဘုရင်တို့တို့ကဟာပြောတယ်တန်ခါရဏ40တန်ခါတန်ခါရဏ49ပါလားဟုတ်လားတန်ခါရဏ49ပါလားအဲအဲတော့49ပါအရှင်မြတ်ကိုလာမစစ်ဘူးလားလို့လာစစ်မှာလို့မျိုးမျိုးပြောကြတယ်ဘုရားရည်ရှင်းတယ်အဲ့လိုမျိုးပြောလို့ရှိရင်အဲ့လိုစစ်မဲ့ဆရာတော်တွေကိုလမ်းစိတ်ပါပြောမှာအသွားပြန်လမ်းစိတ်ဆုံးကျွေးမှာပြင်ပိတ်ပြီးတော့အခုလက်တရားဝင်ကြွနေရတယ်ပြေုံပြေုံမှာအဲ့တော့ဘုရင်ကိုယ်တိုင်ဒီရန်ပေါင်မှာနှစ်လပဲရှိတယ် တပိတ်တလုံးသင်္ကန်းသုံးတယ်ဦးစီးအဲ့တန်ခါရဏနာတန်ခါနာက49ပေါက်လိုက်ရှာပရမဒေဝုဆရာတော်ရှာနောက်ကအဲ့မော်ဘီယာဖုံးရပါဦးတန်ခါနာက49ပါးဘလူဆက်တွေ့ရတာသာသနာကြီးပွင့်ပြီတော့ဘလူပြောပြမယ်ခက်ခန်းသိမကြောက်ဘူးသူတို့ကတော့ဘိုးရဲလူ့ဘာတွေကြောက်တာမဟုတ်လေမှားတာတော့မကြောက်တာလေမှန်တာဘာလို့ကြောက်ဘူးအဲ့တော့ဒီအားကဘိုးကငကိုရဲရဲ့ဒီတန်ခါကိုဆုံးတော့အဲ့လိုလိုက်ပြီးတော့လိုက်ရှာခဲ့တာဒီတရားတွေကိုကိုကိုယ်တိုင်တရားဝင် မျိုးတော့သူတို့စစ်တယ်ဆိုရန်ကောင်းတာသူတို့ကလည်းမတရားတာလုပ်လို့မရကြောက်စရာလည်းမလိုဘူးကြောက်တယ်ဆိုတော့မဟုတ်တာလို့ပုံမှန်ကြောက်ကြောက်ကိုတရားဆက်နေတော့ကိုကိုယ်တိုင်စစ်ခံကြတယ်ပြောမဆိုရင်လိုင်စင်သွင်းနေတာလိုင်စင်သွင်းနေတာအဲ့တော့စစ်မယ်စစ်မယ်ပြောရင်ဦးဇင်းအရင်ကြီးတယ်ဦးဇင်းစစ်သေးတယ်အဲ့တော့စစ်ရင်လည်းဦးဇင်းအကျဉ်းဉဏ်လည်းဘယ်လောက်ဒီဘယ်လောက်ဒီသုံးသက်လာတာအဲ့စစ်တဲ့လူတွေအကုန်လုံးတော့ရမှကြောက်ပေါ်မှာအဲ့လောက်ဒီဦးဇင်းကသူတို့စစ်နေတယ်ဦးဇင်းတစ်ဆိုင်တည်းကိုနိုင်ငံရောက်တဲ့ချက်ပေါ်ပြ အဲ့တော့ဒီဦးဇင်းမောင်းတယ်လာရဲ့အဲ့သူတို့ကိုလမ်းရှာတယ်အဲ့တော့ဦးဇင်းကိုစစ်မဲ့ဆိုစစ်တဲ့ဆရာတော်တွေနေတီမျိုးနဲ့တီးတီးရတာဟဟဟဲ့ရဦးဇင်းလမ်းစိတ်ပါပြောဦးမှာဦးဇင်းအဲ့တော့ဒီရွေးချက်ရှိတယ်ဦးဇင်းဒီတရားပေါ်မှာဦးဇင်းယုံကြည်မှုပေါ့နော်အဲ့တော့ဒီတရားပေါ်မှာဘယ်လိုယုံကြည်လဲဦးဇင်းဒီငါဒီသစ္စာတရားတွေဟောလို့ငါ့ကိုမကျင့်နဲ့လို့ခုလိုမျိုးဝင်းကြီးဆရာပဲဖြစ်ဖြစ်မကျင့်တဲ့လူကအမျိုးမျိုးကြောက်ချလို့ထောင်ကြရင်ထောင်ထဲမှာပေါ့ မကျင်တယ်လို့ရှင်မောင်ကိုမယုံဘူးရှင်မတရားတရားမှားတယ်တွဲတယ်မကျင်တယ်ဘူးလားလဲဆင်းပြီးလိုက်ဘူးတော့တည့်ရတာအဲတည့်တဲ့ဦးစင်းကိုလဲခေါင်းဖြတ်မဲ့လို့လဲဦးစင်းရေးမိဘူးစာချုပ်မှာလက်မှတ်ထိုးပြီးဦးမှာကြည်ပြူသွားနဲ့သူ့မှာအဖြစ်မရှိကြောင်းကျွန်တော်ကိုယ်တိုင်ဦးစင်းကိုယ်တိုင်လက်မှတ်ထိုးပြီးဟာလားဘုမပြောတာမဟုတ်ဘူးဦးစင်းပလင်ပေါ်မှာလည်းပြောတယ်ဟောတဲ့တရားထဲမှာလည်းရှိတယ်လိုက်နာတော့